ချင်ပါတော့ကိုစိုးရင်မန်လို့တာဒီမှာဟုတ်ကဲ့ဒီဗီဒီယိုဖိုင်လေးတွေကတော့ကျွန်တော်တို့လင်မယားနှစ်ယောက်ကားရောင်းပြီးတော့ကျွန်တော်တို့တူတန်းလိုက်တဲ့ကျွန်တော်တို့ PDF ရဲပေါ်လေးတွေဖွဲ့ဖြစ်ပါတယ်ဒီဘွားဆိုလို့ရှိရင်0ပျောက်ကြားကကိုတက်ကြီးပေါ့နော်0ပျောက်ကြားဘွားကိုတက်ကြီးအားလုံးသိပါလိမ့်မယ်အောက်ကတော့ကျွန်တော်တို့ဒီတခြားတော်လိုင်းရင်တက်ဖွဲ့ကရဲပေါ်တွေဖြစ်ပါတယ်ဟုတ်ကျွန်တော်တကယ်ဒုက္ခရောက်နေတယ်ဟုတ်အညာဘက်ကပေါ့နော်တကယ်အလှရှင်ရှားပါတဲ့အညာဘက်ကကိုကျွန်တော်တို့တေချာစီစစ်ပြီးလူထားတယ်ဒီအုပ်စုကတက်ဖွဲ့ရှိတယ်နောက်ထပ်ကျွန်တော်လှူထားတဲ့ တစ်ဖွဲ့ရှိသေးတယ်အဲ့ဒါကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှင်ဂုံယူမှတ်တမ်းလာတယ်ဒီလိုဗီဒီယိုဖိုင်လည်းမရသေးလို့ပေါ့နော်ပထမကကျွန်တော်မတင်မှုပဲထားထားတယ်ဒါမဲ့အမမူကပြောတယ်ဟိုပြောမယ်ဆိုလို့ရှင်တင်လိုက်ရောက်ကြတဲ့ကျွန်တော်ဘာဖြစ်လို့မတင်ကျင်တာလဲဆိုတော့ဒီပတ်စံကကျွန်တော်တို့ကိုယ်ပိုင်ချွေးနေတာပတ်စံဖြစ်တဲ့အတွက်ကိုကျွန်တော်တို့လှူတာကျွန်တော်တို့သိရပြီဆိုပြီးတော့ကျွန်တော်တော့မတင်မဲ့တဲ့ဒီတိုင်းပေးပြီးထားတာမမူကပြောတယ်သူများကိုယ်တမျိုးထင်မဲ့တင်လိုက်ရောက်ကြတဲ့အဲအဲ့ဒါကြောင့်မို့ကျွန်တော်တင်မိတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့လင်မြဘာဖြစ်လို့ကားတောင်ရောင်းပြီးတော့လှူရတယ်လဲဆိုတော့ကျွန်တော်တို့မှာ ဟိုကောင်မဆိုလို့ရှိရင်ဗျာခန်းစားချက်ရှိတယ်ဗျာအဲ့ဒါဘာခန်းစားချက်လဲဆိုတော့ကျွန်တော်တို့ကအခုနောက်ပိုင်းကျွန်တော်တို့လင်မယားနှစ်ယောက်စညာပြီးတဲ့ကျွန်တော်တို့တော်လန်ကြီးကိုကျွန်တော်တို့တန်းနိုင်တဲ့လောက်အများနဲ့လူတယ်လူတဲ့ဥစ္စာကိုဘယ်တော့မှလည်းမချပြအောင်ကျွန်တော်ကဗီဒီယိုဖိုင်တပုံရှိတယ်နော်မချပြအောင်ဒါဟိုတက်တစ်ခုတစ်ခါဆိုလို့ရှိရင်ကျွန်တော်ပြလိုက်သေးတယ်ဟိုတခုဟိုပါလေပေါ့အဲ့လိုမျိုးလူတွေကဘယ်လိုလဲဆိုတော့မင်းတို့ကောင်တွေအာအစတော့ကတော့လက်သုံးချောင်းထောင်ပြီးတော့ဟိုကဘာဖြစ်လဲအခုကျတော့ဟိုမိမယူပြီးတော့ အဲဈေးရောက်ပြီးတော့တွန်လိုင်းပဲလှဲမကြည့်ဘူးလို့အဲ့လိုပြောတယ်။နော်အမှန်တော့တွန်လိုင်းပဲလှဲမကြည့်အောင်လုပ်တာလေသူတို့ပဲဗျ။နော်မင်းတို့မင်းမင်းတို့ကောင်မျိုးဟိုဘာဖြစ်လဲညာဖြစ်တယ်။အဲတွန်လိုင်းကြီးတိတ်ခါကြတယ်မင်းတို့ကအဲဘာဖောက်ပြန်တဲ့ကောင်တွေဘာလဲဆိုပြီးတော့အဲတွန်လိုင်းကြီးဘက်ကလူတွေပဲဝိုင်းဆဲတာကျွန်တော်။နော်အဲ့ဒါကြတော့ကျွန်တော်ကလှုပ်တော့လှုပ်တယ်ဒါပေမဲ့ကိုလှုပ်တယ်ကိုတိကိုပြီးရောဆိုပြီးတော့ကိုကကိုအေးဆေးနေတယ်။အခုချိန်ကျတော့ဘာတွေပြောလာသလဲအဲ့ဒီအဲ့ဒီလူတွေကအာပြည်လေွားတော့တော်လိုင်းကြီးတွေမလှူတော့ဘူးဘာဖြစ်တယ်နဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်က ကားကိုယ်ပိုင်ရှိတဲ့ကားတစ်စီးလုံးရောင်းပြီးတော့လူပလိုက်တာနောက်ကအဲ့လိုလဲကျွန်တော်မပြောရတော့ဘူးဗျာနော်နောက်ကအဲဒီကောင်တွေကဟိုအစင်ပြွားမှာတော်လိုင်းကြီးပါတယ်မလှူတော့ဘူးဆိုလို့စင်တခုံးမမိလိုက်မင်းငါးလောက်လှုပ်ပြီးသွားပြီလားလို့အမှန်တကယ်ကျွန်တော်ဒီကားရောင်းပြီးမလှူလဲကျွန်တော်တို့တို့မမိသေးပါဘူးကျွန်တော်ရင်တော့လှုပ်ခဲ့တော့ဆိုလို့ရှင်တို့ထက်ဆယ်စအစ90အစ30လောက်တအောင်ကျွန်တော်လှုပ်ခဲ့ပြီးတယ်နော်အခုလည်းအဲ့လိုပဲဘဒူမားဒီတော်လိုင်းကြီးတဲမှာဆိုလို့ရှင်ကျွန်တော်အဲ့လိုပေါ့တပြင်းလူတော့မပါအောင်နော်ကျွန်တော်ဝေဖန်တဲ့လူတွေတရားမှာတို့အိတ်ကတ်တွေစိုက်ပြီးတော့ဟိုပြောမှဆိုရင်ကြီးကြီးမားမားဗျာဘဒူမားမလှူဒါ ါကျွန်တော်ကျွန်တော်ရဲ့အမှတ်တိုင်တစ်ခုအဖြစ်ပေါ့နော်ဒါကျွန်တော်လှူလိုက်ပြီအဲနောက်နောက်တော့အဲ့လိုမျိုးကျွန်တော်အကြီးတော့လှူတော့မရှိတော့ပေါ့နော်လှူစရာလည်းမရှိတော့ကျွန်တော်နိုင်တော့အကျော်ကားတစ်စီးလုံးရောင်းပြီးလှူပလိုက်ပြီဒါပေမဲ့ကျွန်တော်ဘယ်လိုလှူမလဲဆိုတော့ကျွန်တော်လင်မယားရတဲ့တဲကတခါတလေလိုအပ်တဲ့နေရာလေးကိုကျွန်တော်လင်မယားတက်နိုင်တဲ့လောက်လေးတွေတော့ထပ်လှူသွားမယ်အဲ့ဒါလေးကိုလည်းချားပြမှာမဟုတ်ပါဘူးဒါဘာလို့လဲဆိုတော့ကိုယ်ပစံနဲ့ကိုလှူတာလေးနော် အဓိကတော့ကိုဘာလုပ်လဲဆိုတော့ကိုသိရင်ပြီးတာပဲအဲ့ဒါအဓိကတော့ကျွန်တော်တို့ဒီကားကြီးတစ်စီးလုံးရောင်းပြီးတော့လှူလိုက်တာကတော့အဓိကတော့ကျွန်တော်လလာပြီးတော့ပြောဟိုခနဲ့တလို့လို့ရွဲ့တလို့နဲ့အဲ့လိုမျိုးလလာပြီးတော့ပြောတယ်နောက်ပြီးတော့ဟိုကျွန်တော်ကလည်းလင်မယားနေရာလောက်တိုင်ပြီးလိုက်စေတနာရှိတယ်အဒီနေရာမှာမမူလို့ပေါ့ဒီပြနေရာမှာတခြားမိန်းမဆိုဘူးမှမလှူစဉ်းစားကြည့်လေကိုဝယ်စည်းနေတဲ့ကားကြီးမြန်မာငွေနဲ့အကောင့်ကျွန်တော်ဟိုပါပေါ့မြန်မာငွေနဲ့ဆိုသိန်း300လောက်ရှိတယ်လေ ဘလူကဘလူကရောင်ရောင်ပြီးပေးมาလဲเนาะဘလူကမပေးဘူးအလုံးလုံးပေးလာ3-4000ပေါ့เนาะ9000 6000ပေါ့เนาะတသောင်းပေါ့ဗျာအဲ့လောက်သူတို့လှူခိုင်းလိုက်ပဲအဲ့လောက်ထိလည်းဘလူကမပေးဘူးမတ်မိုးမိုးလို့ကျွန်တော်တို့စိတ်တူကိုယ်တူနဲ့ဒီလိုမျိုးလှူခွင့်ရတာဝန်တာပါတယ်ကျွန်တော်တို့တရားကြီးကားတစ်စီးကုန်သွားပြီမဲ့နောက်ထပ်ဒီထက်ကားတဲ့ကောင်းတဲ့ကားကျွန်တော်စီကိုပြန်လာမယ်ဆိုတာလည်းကျွန်တော်ယုံကြည်နေပါတယ်ဒီကူမောင်တော်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာ